ပစွန်ထုပ်အကိတ်ကြီးတွေကိုလိုချက်တဲ့လူငယ်ဖွံ့ဖြိုးရေးပရာဟိတခေဟာကကလေးလေးတွေအတွက်မလိုင်းလုံးရဲ့လေးနှစ်ပြည့်အမှတ်တရအနေနဲ့လူခဲ့တာလေးကိုအားလုံးအတူတူဝမ်းမြောက်ရစေဖို့ဗီဒီယိုလေးရိုက်လာခဲ့ပါတယ်။ဖြူးဖြူးချာချာနဲ့အမှတ်တရလည်းဖြစ်ကလေးလေးတွေလည်းပြောအောင်လို့ရည်ရွယ်ပြီးပစွန်ထုပ်စီပြန်အစိမ့်ကျော်တရက်ချင်းတော့ဟင်းသုံးမျိုးကိုအဝါကျိတ်ကနေပြီးတော့လုံးလုံးချင်းတဲ့အတိုင်းလေးစေတနာအပြည့်နဲ့တာဝန်ယူချက်ပြုတ်ပေးထားတာဖြစ်ပါတယ်။ ဘဇွန်ထုတ်တွေကလက်တဖွာပြည့်တဲ့အကောင် size တွေမို့လို့မချက်ရသေးခင်ကတည်းကခလေးတွေမြင်တာနဲ့ပြောလိုက်ပါလိဆိုပြီးတော့တွေးမိပါတယ်အခွန်စိမ့်ပြီးလက်ကော့နေတဲ့ဘဇွန်ထုတ်ကလေးတွေကိုစေးကြောအရသာနေပြီးတော့ရဲလာအောင်လို့အရင်ကြော ကလေးတွေစားဖို့ရည်ရွယ်တာမို့လို့တပ်ပွန်ကြီးခရမ်းချင်းအနှစ်နိုင်ချင်းနဲ့ ချို့ဣညီတဲ့အချိုချက်ကလေးကိုမှကြော်ထားတယ်။ပစွန်ထုတ်ကလေးတွေနဲ့ပြန်မီချောပါတယ်။အဝါကျိတ်ကတီတီရဲ့လက်ရဟာချက်မီရင်တော်ကအနံ့တွေကအိုက်ဆာချင်းစရာကောင်းအောင်ကိုမှုင်းနေပါတယ်။ကောင်းဆုံးအသေးရွက်ဆုံဆုံလေးတွေကြွေးချင်လို့စီစဉ်ထားတယ်။အစိမ်းကြော်လေးအတွက်ကိုကြတော့အသေးရွက်ကလေးတွေအရာမပြားအောင်ယူနွေးဖြုံရေခဲရေတဲ့ပြန်စိမ်ပြီးမှပန်းကံပြရင်ကြာညိုးတွေနဲ့ချက်ထားတဲ့အနှစ်ကလေးနဲ့နှက်ဆက်အောင်ပြန်ရောကြော်ပါရင် တရချင်တုတ်ကလေးကိုတော့ဒီဟာရောက်တော့မှတုတ်ဖို့အသင့်ပြင်လာပတာကလေးကိုရောနယ်ပြီးပြင်ဆင်လိုက်ကြပါတယ်ကလေးလေးတွေကိုကြွေးဖို့ပြင်နေကြကြတဲ့ကဒီနေ့ပစုံထုတ်တွေနဲ့စားရမှာနော်ဆိုပြီးတော့ပြောလိုက်တော့ပျော်ပြီးတိုးတိုးလေးတွေကျက်စီကျက်စီပြောနေကြပါလေရော ခေဟာမူအမကဒီလိုပစွန်ထုတ်အကောင်ကြီးဟာခေဟာကကလေးလေးတွေအတွက်ပထမဦးဆုံးစားဖို့ရဲ့အတွေ့အကြုံနဲ့ဖြစ်တယ်ပြောလို့သူတို့လေးတွေနောက်ကပစွန်ထုတ်စားရတဲ့အခါတွေမှာသူတို့ကိုဝဝတိတိအမကြီးတယောက်ကပထမဦးဆုံးကြွေးခဲ့ပူတာဆိုပြီးတော့တတိယနေမလားဆိုပြီးတော့တွေးမိပါပါတယ်သမီးဆောင်ကနေရအတန်တက်ရှိတော့ကလေးလေးတွေကိုတခါကလေးကြီးတွေကိုတခါနဲ့လုံးလုံးတွေနှစ်ခါခွဲပြီးခုခက်ကြွေးမှုကြရပါတယ် ခမင်းမစားခင်မှာဆူတောင်းတခြင်းဆိုပေးကြပြီးစလဲစားရောဘုဇုံခုမခွာတတ်တဲ့ကလေးလေးတွေကိုမလိုင်လုံးနဲ့တင်းအုပ်လိုက်ကြရောအဝါးကျိတ်ကအကိုအမတွေပါမကြမ်းဘုဇုံအခွန်လိုက်ပြီးတော့ခွာပေးကြရပါလိရောကလေးလေးတွေကဘုဇုံရောအချားဟင်းတွေရောကိုနှစ်နှစ်ချက်ချိုက်နဲ့စားကြတဲ့အပြင်ခမင်းလိုက်ပွဲအနှစ်ကလိုက်ပွဲကလေးတွေပါယူကြတာဆိုတော့လုံးလုံးမှာလက်မလဲစတဲ့လိုက်ဖြစ်ရင်းနဲ့ပီတိတွေထိရတာမှအယံပါပဲ ဒီနေရာမှာအဝါကျိတ်ကဝန်ထမ်းအကူအမတွေကချက်ပြုတ်ခုခတ်ပြင်ဆင်ပေးတဲ့ catering service အပြင်ကလေးတွေကိုပါအရေးတကြီးကြီးနဲ့လက်ခဲမှုမရှိသေးဘူးလူသမားလိုက်လုပ်ပေးကြတာမြင်တော့တာဝန်ဆိုတာထပ်ပေါ်တဲ့စေတနာကို ခံစားမိပါတယ်တကယ်လည်းအရန်ကျေးဇူးတင်ပါတယ် ထမင်းကျွေးပြီးရဲ့နောက်မှာအချိုတဲဖို့အနေနဲ့တွေးတော့လုံးလုံးငယ်ငယ်ရဆိုအเจ้าမောင်မိုင်လိုလာဝေလို့ရှိရင်ပြောကြတာကိုတတိယလာကြောင်းမိုင်လိုတိုက်ဖို့ရွေးလိုက်ပါလေဒီလိုနဲ့မိုင်လိုပိုင်ဖို့တွေကိုဂေဟာရောက်မှပြချဖြောရေစမ်းရေခဲတုံးလေးတွေရောပြီးတယောက်တစ်ခွက်စီရဲ့စနိုးကုတ်ကီနှစ်ထုပ်စီရဲ့ကိုပြုတ်ပြုတ်ပပဝေပေးကြပါရင်ကိုလူကြီးဖြစ်လာတဲ့အခါကလေးတွေကိုမိုင်လိုတိုက်ရင်ကိုလည်းတောက်ရင်ပေါ့နော် ထက်မင်းကိုအဟာရအတွက်ပေးရင်စိတ်အဟာရအတွက်ကိုလည်းလက်ဆောင်လေးတွေနဲ့စားအုပ်လေးတွေပါပြင်ဆင်လာခဲ့ပါတယ်။ ရှားအုပ်လေးတွေကိုဆိုရင်လေလုံးကိုတိုင်းပြချာသွားရွေးပြီးတော့ရှားအုပ်ပိုင်တက်ခါစားကလေးတွေဖတ်ဖို့ရုပ်ပြလေးတွေရောနည်းနည်းစားဖတ်တက်ခါစားကလေးတွေဖတ်ဖို့ပုံမြင်လေးတွေကိုရောအကြည့်လေးတွေဖတ်ဖို့စိတ်ခွန်အားဖြင့်ဘာသာပြန်ဝတ္ထုလေးတွေကိုရောဝယ်လာတာတွေကိုဖတ်ချင်စိတ်ဖြစ်အောင်လို့စာညွှန်းလေးတွေရောပြောပြရင်းနဲ့ပေးချပေးခဲ့ပါတယ်။စာအုပ်လေးတွေလက်ထဲရောက်တာနဲ့သဘောတကျနဲ့နှံဖတ်ကြတာတို့ရောနောက်တစ်ခါလာလို့ရှိရင်အခုတည်းမင်းများပို့ပြီးယူလာခဲ့မယ်လို့တွေးမိပါပါတယ်။ အကြီးလေးတွေကယောက်ျားလေးတွေအတွက်ပေါ်လုံးချင်းလုံးလေးတွေပေးပြီးတော့မိန်းကလေးတွေအတွက်ကိုကြတော့လဲလက်ဆောင်ပြင်ဆင်လာတာလေးတွေကိုမဲနိုင်ပြီးတွေပေးရင်းနဲ့ကလေးတွေကလက်ဆောင်တိတ်တိတ်လေးတွေကိုတောင်မှပျော့ပျော့ရွှင်ရွှင်နဲ့သဘောတကျလက်ခံပေးကြတော့လုံမဝမ်းနဲ့ဝမ်းသာဖြစ်ရပါတယ်လုံးတက်နိုင်တဲ့အထောက်ပံ့ကလေးကမိုးရိပ်စက်ကလေးတစ်စက်စာဖြစ်ဖြစ်ခရီးရောက်ခဲ့လို့တွေးမိတော့ဝမ်းတပီပီနဲ့တသိမ့်သိမ့်ဖြစ်မိပါတယ် လောဝမီကလည်းခလေးဝုတ်ပေါင်ပေါင်လေးတွေကိုတုံနိုင်တလောက်လေးချုပ်ပေးလိုက်လို့ဒီတစ်ခါပေးရလေးတွေကနည်းနည်းစီနဲ့အတော်ဆုံးသွားပါတယ် ဒီတခါအလူကတော့တကယ်ကိုမမေ့နိုင်စရာနဲ့ပျော်စရာအကောင်းထည်ဆုံးပါပဲ။လုံးကျွေးခြင်းနဲ့အတိုင်းအဆအဆအရာရာကုမြင်ပေးတဲ့အဝါကျိတ်အဖွဲကိုရောသူအားငွေအားအချိန်အားကုမြင်ပေးကြတဲ့ငွေချင်းမိတ်ဆွေတွေကိုရောမလိုက်လုံး page လေးအခုလိုမျိုး၄နှစ်ပြည့်အထိရောက်လာနိုင်အောင်ကုမြင်ထောက်ပံ့ပေးခဲ့ကြတဲ့သူတွေ followers တွေကိုရောကျေးဇူးအများကြီးတင်ကြောင်းဒီ video လေးကနေတင်ပြလိုက်ရပါတယ်။နောက် video တွေလည်းမှာမှာပြန်ဆောင်ကြပါမယ်။တတား